္ဂလာပါရှင်မတ်လ18ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါ KNU တမဟာခွန်နေမြေတဲက KNLA စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ် drone နဲ့တိုက်ခိုက်ခဲ့ပါတယ်ဒီ2025အတွင်းနိုင်ငံရေးစစ်ရေးနဲ့တပ်တမန်ရေးအရှိန်မြင့်မယ်လို့ချင်းအမျိုးသားတပ်ဦး CNF ကြေညာပါတယ်မူဆယ်မှာကြားဖြန့်လောင်းကစားရုံကိုငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူ့စစ်အဖွဲ့အချင်းချင်းဖမ်းဆီးရိုက်နှက်ခဲ့ကြပါတယ်ဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင် ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကအသေးခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ထိုင်းသတင်းဌာနတချို့ကဒီနေ့မှဖော်ပြပါရတယ်။ထိုင်းမြန်မာနယ်စပ်ကခြေကုပ်စခန်းကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီတပ်ဟာဒီမနက်အစောပိုင်း3နာရီကျော်က KNU ဗဟိုဌာနချုပ်နေရာကိုဒရုန်းနဲ့၃ချိန်လာရောက်တိုက်ခိုက်ခဲ့တာပါ။ ထိုင်းနယ်စပ်အနီးတက်မဟာခွန်နယ်မြေထဲမှာရှိတဲ့ KNU ဗဟိုဌာနချုပ် KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခတ်ခဲ့ရမှာအဆောက်အဦအနှဲငယ်ပျက်စီးခဲ့တယ်လို့သတင်းရှင်းမြစ်ကအသိပေးပါရယ်စစ်ကောင်စီတပ်ဟာကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ရှမ်းရွာသိမ်းမြို့မှာ ယူဟာစကန်တစ်ခုအခြေစိုက်ထားပြီး KNU ဗဟိုဌာနချုပ်အပါအဝင်ရှမ်းရွာသိမ်းမြို့အနီးတစ်ဝိုက်မှာရှိတဲ့ KNU စကန်တွေကို drone နဲ့မကြာခဏတိုက်ခိုက်လေရှိတယ်လို့တမဟာခွန်သတင်းရှင်းမြစ်ကဆိုပါတယ်။တမဟာခွန်နေမြေတဲက KNU ဌာနချုပ်နေရာဟောင်းမနယ်ပလောဒေသမှာရှိတဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာလအတွင်းလက်လွတ်လိုက်ရပြီးနောက်စစ်ကောင်စီတပ်ဟာတမဟာခွန်မှာရှိတဲ့ KNU စကန်တွေကို drone တွေသုံးပြီးကင်းထောက်တာဘုံချတိုက်ခိုက်တာတွေခက်စိတ်စိတ်လှုပ်ဆောင်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတမဟာခွန်နေမြေထိုင်းမြန်မာနယ်စပ်အနီးကပူလူတူစခန်းကိုစစ်ကောင်စီတပ်ထပ်ပြီးဆုံးရှုံးခဲ့ရပြန်ပါတယ်။အဲ့ဒီစခန်းကိုဆုံးရှုံးပြီး၄ရက်အကြာမှာပဲ KNU ဌာနချုပ်ကို drone နဲ့တံပြင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ KNU ဗဟိုဌာနချုပ်ဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလတွင်ကတစ်ချိန်ဒီနှစ် January ကရင်တော်လှန်ရေးနေ့မှာတစ်ချိန်စစ်ကောင်စီတပ်ရဲ့ drone နဲ့တိုက်ခိုက်တာကိုကြုံထားရပါတယ်ရှင်။ဒီ2025ခုနှစ်အတွင်း နိုင်ငံရေးစစ်ရေးတန်တမာရေးလှုပ်ရှားမှုအရှိန်တိုးမြင့်သွားမယ်လို့ချင်းမျိုးသားတက်ဦး CNF ကကြေညာလိုက်ပါတယ်။ဒီကြေညာချက်ကို CNF ဘ ഹു အလုံအမှုဆောင်ကော်မတီကမတ်လ18ရက်ဒီကနေ့မှထုတ်ပြန်လိုက်တာပါ။လာမယ့်မတ်လ20ရက်နေ့ဟာ38နှစ်မြောက်ချင်းတော်လှန်ရေးနေ့ဖြစ်ပါတယ်။ချင်းတော်လှန်ရေးအင်အားစုတွေကအာဏာရှင်စနစ်မှန်သမျှအမြင့်ပြတ်ချေမှုန်းပြီးအမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အမျိုးသားဒန်းတူရေးအာမခံချက်ရှိတဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တဲ့38နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။ချင်းတော်လှရင်နေ့အထိမ်းအမှတ်ဖြင့်အကျဉ်းသား82ဦးကိုလူငယ်ချမ်းသာ권ပေးလိုက်ကြောင်းလည်းကြေညာပါတယ်။ချင်းပြည်အတွင်းစစ်ကောင်စီတပ်ကင်းစင်ရေးနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဩဇာအာဏာတည်ရောက်မှုမှန်သမျှအဆုံးသတ်ရေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ညီနောင်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီးအစုံတိုင်းတိုက်ပွဲဝင်သွားမယ်လို့ CNF ကသဘောထားထုတ်ပြန်ပါတယ် အာနာသိစေအုပ်စုရဲ့အကြံဖတ်မှုကြောင့်ပြည်သူတွေဆုံးရှုံးခဲ့တဲ့လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေစေတနာရှင်တွေအနေနဲ့ပတ်ပိုးကူညီကြဖို့လဲ CNF ကတောင်းဆိုလိုက်ပါတယ်ရှင်။တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့မူဆယ်မှာကြားပြန်လောင်းကစားရုံကိုငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်အချင်းချင်းဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မျိုးကန်တွေပြောပါတယ်။ပြည်သူစစ်အချင်းချင်းဖမ်းဆီးရိုက်နှက်မှုဟာမူဆယ်မြို့မင်္ဂလာမူဆယ်အိမ်ယာနီးမှာ မတ်လ18ရက်မနေ့ကဖြစ်ပွားခဲ့တာလို့မြို့ကန်တအူးကပြောပါရယ်ဖြစ်စဉ်အသေးစိတ်ကိုတော့အတိအကျမသိရသေးပါဘူးလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ရုပ်သံတွေမှာလက်နက်ကင်ပြည်သူစစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေနဲ့အရက်ဝတ်တွေကဖမ်းထားသူတချို့ကိုရိုက်နှက်ကန်ကြောက်နေတာတွေ့ရပါရယ်စစ်ကောင်စီတပ်ဟာမူဆယ်မြို့ကိုဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ကြိုးပမ်းရမှာပြည်သူစစ်တွေကိုအထူးကအားထားနေရတယ်လို့မြို့ကန်သတင်းရှင်းမြစ်ကဆိုပါရယ်မူဆယ်မြို့မှာစစ်ကောင်စီတပ်လက်အောက်ခံပြည်သူစစ်အဖွဲ့6ဖွဲ့ထံမှနေရှိနေပါရယ် နေဆက်ကုံသွယ်ရေးမြို့ဖြစ်တဲ့မူဆယ်မှာတော့ကုံသွယ်မှုပြုလုပ်ရာ105မိုင် ကုံသွယ်ရေးဆောင်ကိုမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားတာပါစစ်ကောင်စီတပ်ကတော့မူဆယ်မြို့ပေါ်မှာပဲတပ်ဆွဲထားတာဖြစ်ပြီးခန်းစစ်ပြင်ထားတယ်လို့သိရပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်